ပရီးမီးယားလိမ်မှာချင်းလန်နေတဲ့ကစားသမားတွေကောမှအမျက်စိကျနေတဲ့အမိုရင်။အင်ဂျိုမီလာနဲ့ဖွဲဆင်ပြီးပါရိုဘင်အမိုရင်ပြောသွားခဲ့တဲ့စကားတခုကိုအားလုံးမှတ်မိကြအောင်မယ်ထင်ပါတယ်။မော်တိုင်းနေပြီးသွားပြီတဲ့လေဗီတွေရောက်လာတော့မယ်ဆိုပြီးအမ်မော်ရင်ကပြောသွားခဲ့တာပါစကားတခုကိုလူလူမဲများကလည်းလည်းကူကူပြောတဲ့ကြပါမယ်ရိုဘင်အမ်မော်ရင်လိုနီးပြားတယောက်ကတော့ဘေးဆိုလည်းပြောမှာမဟုတ်ပါဘူးအဲဒီစကားကိုပြောကြခဲ့ပြီးနောက်ထပ်ပွဲဆင်တဲ့ပွဲအဖြစ် United အသင်းဟာ ASEAN All Star နဲ့ရှင်ပြိုင်ကစားသွားခဲ့ရပါတယ်အဲဒီမှာမြန်မာအသင်းရဲ့တိုက်စစ်ကစားမဖြစ်တဲ့မော်တိုင်းရဲ့အသင်းကိုလည်း United ဟာရှုံးဝဲကြုံတွေ့သွားခဲ့ရပါတယ် အာဆီယံအခြားလူသင်းကိုတော့မှအရှုံးပေးခဲ့ရတဲ့အသင်းသင်းကဘယ်လိုမျိုးလေးပြေးလာနိုင်မှာလဲဆိုပြီး Emory ဟာလောင်မြောင်ခြေနေတဲ့ဆက်ပြီးရင်ဆိုင်ခဲ့ရပါတယ် ရိုဘင်အမိုရင်အတွက်ကတော့ဝေဖန်တန်တွေဟာကောင်းဖော်နိုင်အောင်ဖြစ်ခဲ့ပြီးပေါ်တူဂီသားနီးပြဟာအပြောအမျိုးအလုပ်မျိုးဖြစ်နေခဲ့တယ်လို့ပြောဆိုခြင်းနဲ့ခံခဲ့ရတာပါဒါပေမဲ့ရိုဘင်အမိုရင်ပြောတဲ့လေးပြလာတော့မယ်ဆိုတဲ့စကားကခြေစမ်းပွဲအစဉ်တွေမှာအဓိကမဟုတ်ဘဲလာမယ့်ရာသီအတွက်ပြောတယ်ဆိုတာအလုံးလေးသဘောပေါက်နားလည်ထားခဲ့ကြပြီဖြစ်ပါလိမ့်မယ်အခုဆိုရင်ရိုဘင်အမိုရင်ကဘာကြောင့်လေးပြလာတော့မယ်ဆိုတဲ့စကားကိုပြောခဲ့တယ်လဲဆိုတာပရိသတ်တွေကိုနည်းနည်းချင်းစီသဘောပေါက်နားလည်လာကြတော့ပြီထင်ပါတယ်ဘာကြောင့်လဲဆိုတော့ Manchester United အသင်းရဲ့လက်ရှိကစားသမားခေါ်ယူမှုတွေကိုကြည်ချင်းအားဖြင့်လာမယ့်ရာသီ United အသင်းဟာပြီးခဲ့တဲ့ရာသီကလိုအချိန်နဲ့စန့်ကျင်ဘက် ြေအနေကိုမြင်တွေ့သွားရဖို့ရှိနေခဲ့ပါတယ်။အနည်းဆုံးတော့ Manchester United အသင်းဟာ Champions League ဝင်ခွင့်တနေရာအတွက်စင်ခေါ်နိုင်မဲ့အသင်းတွေကတသင်းအပါအဝင်အဖြစ်မြင်တွေ့သွားရဖို့ရှိနေပါတယ်။ Manchester United အသင်းဟာအရင်ကနေလုံးဝတူမှာမဟုတ်တော့သလိုအသင်းအတွက်ပေးဆက်ချင်တဲ့ကစားမတွေကိုသာအသင်းမှာဆက်ပြီးထားရှိသွားမှာဖြစ်ပြီးတော့ရေပေါ်စီကစားမတွေကိုအသင်းကနေရှင်းထုတ်သွားဖို့ပြင်ဆင်နေခဲ့ကြတာဖြစ်ပါတယ်။အခုဆိုရင်ဝူအသင်းရဲ့တိုက်စင်ကစားမဖြစ်တဲ့မာတီယာကွန်ညာကိုခေါ်ယူထားခဲ့ပြီးဖြစ်သလိုနောက်ထပ်လည်းအန်ဘူမိုကိုခေါ်ယူသွားဖို့လှုံ့ဆော်နေခဲ့ကြပါတယ်။အဆိုပါကစားမတွေရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးအထူးပြောစရာလိုမှာမဟုတ်သလိုသူတို့တွေဟာဘလောက်ထိအရင်ချင်းကောင်းနေပါ ိုင်ဆိုင်ထားခဲ့ကြတယ်လဲဆိုတာပရီးမီးယားလိပရိသတ်တိုင်းတည်ထားကြပြီးသားဖြစ်ပါတယ်။ကစားမနေရရဲ့စွမ်းဆောင်ရည်ဟာထူးပြောစရာမလိုသလိုကိုညာနဲ့အန်ဘူမိုတို့ဟာတော်ယုံတန်ယုံဒန်ယာရတဲ့တဲ့သူတွေမဟုတ်ကြသလိုပရီးမီးယားလိမှာအထိုင်ကြပြီးသားကစားမတွေဖြစ်ပါတယ်။နောက်ထပ်လည်း United အသင်းဟာပရီးမီးယားလိမှာချင်းလယ်နေတဲ့ကစားသမားတွေကိုထပ်မံခေါ်ယူတာမျိုးတွေပြုလုပ်လာနိုင်ပြီးကွင်းလယ်ခံစင်းတဲ့ကိုယ်တော်မနေရာတွေမှာလည်း ရီးမားလိမ်မှာချင်းလယ်နေတဲ့ကစားသမားတွေကိုသာဆက်ပြီးခေါ်ယူသွားပွဲရှိနေခဲ့တာပါ United Raider ရင်းမှာ Everton နောက်ခံလို Bradway, Bailey ကွင်းလယ်လို Adam Quetan, Villa ကနေအလွန်နဲ့ထွက်ခွာလာခဲ့တဲ့ Martin နဲ့အစားရှိတဲ့ကစားသမားတွေဟာ United ရဲ့ပြည့်မဲ့ကစားသမားတွေပဲဖြစ်ပါရင်တိုင်းစစ်ပိုင်းနဲ့ပတ်သက်လာရင်တော့ United အဓိကပြည့်မဲ့ကစားသမားဖြစ် Villa ကချိုကရက်ကိုခေါ်ယူသွားပွဲရှိနေခဲ့ပြီး England B တွင်းမှာချင်းလယ်ကယ်ဘူးသလို Coventry အသင်းမှာခြေစွမ်းပြဂိုးတွေတွင်းယူပူးတဲ့ချိုကရက်ဟာ Emery နဲ့ပြန်လည်ပူးပေါင်းခြင်းနဲ့ဆန္ဒမျိုးရှိနေခဲ့တာပါ ဒါပေမဲ့ United အသင်းဟာ Premier League မှာကျင်လည်နေတဲ့ကစားသမားတွေကိုသာပြစ်မှတ်ထားနေကြတာဖြစ်တဲ့အတွက် Chelsea နဲ့အတူ၂00တိကျကစားထားတဲ့ Nicolas Jackson နဲ့လည်းသတင်းတွေထွက်ပေါ်နေကြတာဖြစ်ပါရင်ခိုင်မာတဲ့သတင်းမျိုးမဟုတ်ပေမဲ့ United အသင်းဟာ Chelsea အသင်းနဲ့အနာဂတ်မသေးချာမရဖြစ်နေတဲ့ Nicolas Jackson ကိုစောင့်ကြည့်နေတယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေကြတာဖြစ်တဲ့အတွက် Chelsea အသင်းဟာဒီလက်ပြင်တခြားသောတိုက်စစ်မှုတစ်ယောက်ကိုထပ်မံခေါ်ယူသွားခဲ့မယ်ဆိုရင် Nicolas Jackson ကိုရောင်းချသွားဖို့ရှိနေကြတာပါပေါင်တန်း60ဝန်းကျင်ရရင်ပဲရောင်းချသွားဖို့ရှိနေကြတာဖြစ်တဲ့အတွက်တိုက်စစ်မှုရှာမှုတော့ဖွင့်နေခဲ့တဲ့ United ရဲ့ Radar ထဲမှာပါဝင်နေမလားဆိုတာကိုတော့စောင့်ကြည့်သွားတော့မှာဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဒီဗီဒီယိုလေးကတော့ပဲနောက်ဗီဒီယိုတွေမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်လာရောက်ကြည့်ရှုကြဖို့တော့ဖိတ်ခေါ်လိုက်ပါရစေကျွန်တော်တို့ရဲ့ page ကိုလည်း like and follow လေးမနစ်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ